အားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်မှာတော့ကျွန်တော်တို့အရေးတကြီးအပိပန်ရှင်တွေအတွက်ကျွန်တော်တတိထားရမယ့်အချက်လေးကိုမျှဝေပေးကြပါတယ်ဒါကတော့ကျွန်တော်တို့ပေးတွေကိုခုနောက်ပိုင်းမှာဝင်နေမတက်ဟိုပျောက်သွားတာ admin အကောင့်ကနေပြီးမှပေးရှာလိုက်တယ်ဆိုရင်လုံးဝရှာလို့မရတာပေးကပျောက်ထွက်သွားတဲ့ error တွေအခုချိန်မှာအဖြစ်များနေပါတယ်တော်တော်များများလည်းဖြစ်နေကြပါတယ်အဲဒီလိုမျိုး error တွေကြုံတွေ့နေရတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ရဲ့ဒီ video ရဲ့ comment အောက်မှာတစ်ချက်လေးရေးပေးလို့ရပါတယ် ဆိုတော့ကျွန်တော်အဲ့ဒီလိုမျိုးပေးတွေပြတ်သွားတယ်ပျောက်သွားတယ် error တွေကဘာကြောင့်ဖြစ်တာလဲပေါ့နော်ကျွန်တော်စီမှာလည်းလာမေးကြတယ် service လာရကြတာလာအဲ့ကြတာကလည်းတောင်းလို့ပုံကြီးရပေါ့ကျွန်တော်တယောက်တည်းကလည်းအကုန်လုံးကိုပြည်လဲအောင်ဖြည့်ရှင်းမပေးနိုင်ဘူးအကုန်လုံးကိုပြေပြန်ရအောင်လဲကျွန်တော်ပြန်လုပ်ဖို့အတွက်ဆိုရင်အချိန်တွေအများကြီးပေးရမယ်ပေါ့နော်အဲ့ဒီအတွက်ဖြည့်ရှင်းရမယ့်အပိုင်းတွေဘာကြောင့်ဒီလိုမျိုးဖြစ်တယ်ဘာတွေလုံးတင်လဲဆိုတာဒီဗီဒီယိုမှာကျွန်တော်ပြောပေးခြင်းပါတယ်ပထမဦးဆုံးတစ်ချက်အနေနဲ့အဓိက main ကတော့ security week လို့ဖြစ်ပါတယ် security အားနည်းလို့ဖြစ်ပါတယ်တချို့လုပ်ငန်းရှင်တွေကတော့လုပ်ငန်းကိုပဲအဓိကအောင်စိုက်တယ်ဒါပေမဲ့ကိုယ့်ရဲ့လုပ်ငန်းသုံးပေတွေအကောင့်တွေကို security ဘိုင်းတွေတခြားလေးကြာကြာနာနာလုံဆောင်ထားခြင်းမရှိတာကြောင့်ကျွန်တော်တို့ဒီပေတွေပါသွားတယ်အကောင့်တွေပါသွားတယ်ဟက်ခံထိတယ်နောက်တစ်ခုပေတွေပျောက်သွားတယ်ပြတ်သွားတယ်ပေါ့နော်ပေးတွေပြောက်သွားတယ်ပြတ်သွားတာကကြတော့ policy ဘိုင်းနဲ့ဆိုင်နေအာပေးတွေ hack ကန်ထိတာကကြတော့ security အားနည်းလို့ဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဘာကြီးလုံးတင်လဲကိုယ့်ရဲ့ personal account အရေးကြီးလုပ်ငန်းသုံး account ကြီးအဲကျွန်တော်ပေးတွေလုပ်ငန်းသုံးပေးတွေဆိုရင်တော့ security တည်တည်လောက်ထားဖို့လိုအပ်တယ် paper account security ပြီးတော့ရင် gmail security ပြီးတော့ရင် pay ဆိုရင် ownership bn security ownership ယူရတဲ့ဘိုင်းကြီးဒါတွေလောက်ဆောင်လောက်ဆောင်ထားတင်ပါတယ်ဒုတိယတစ်ချက်နေနဲ့ကတော့ဒီ facebook နဲ့ပတ်သက်ပြီးတော့စီမင်းစည်းကမ်းတွေပေါ့နော်ဆောင်ရွက်ချောင်ရံတွေကိုလိုက်နာဖို့လိုအပ်ပါတယ်အဲဆောင်ရွက်ချောင်ရံတွေမလိုက်နာဘူးဆိုရင် pay တွေကျူနီယာကျူလာတာပြီးတော့ရင်ခုနလိုမျိုး pay တွေပျောက်ထွက်သွားတာအပြတ်ထွက်သွားတာစသဖြင့်ဒါမျိုးတွေဖြစ်တယ်ဆိုတော့ဒီအချက်နှစ်ချက်ပေါ့နော်ပထမတစ်ချက်က security ဘိုင်းဒုတိယတစ်ချက်က policy ဘိုင်းဖြစ်ပါတယ် ဒီဒီအချက်နှစ်ချက်ကိုတေချာလေးကိုဘက်ကပြင်ဆင်ထားတယ်ဆိုရင်တော့ခုလိုမျိုးပေးဟခံရတာတွေပေးပြောက်တာတွေပြတ်တာတွေရန်ကနေပြီးတော့ကာကွယ်ပေးသွားမှာဖြစ်ပါတယ် security ဘိုင်းကိုယ်တိုင်မလုံဆောင်တတ်ဖို့ဆိုရင် service app ပါတီကျွမ်းတဲ့ service ဆရာတွေအများကြီးရှိပါတယ်သူတို့စီမှာအဲ့လိုရပါတယ်ကျွန်တော်စီမှာအပ်မယ်ဆိုရင်အဲအောင်စောသော ID sharing and social as knowledge ပေးမှာလာအဲ့လိုရပါတယ်နော်နောက်တစ်ခုက policy ဘိုင်းဆိုင်ရာတွေသိကျင်နေဆိုရင်လည်းအောင်စောသော ID sharing and social as knowledge မှာလာပြီးတော့မေးလို့ရပါတယ်ကျွန်တော်အခမဲ့ဖြေပေးပါတယ်နောက်တစ်ခုက ိုယ်တိုင်ကိုကြပါတော့လုပ်ငန်းရှင်တွေအနေနဲ့ကိုယ့်ရဲ့ပေတွေကိုယ့်ရဲ့ account တွေကို security တည်တည်မြဲမြဲကိုယ်တိုင်ကိုကြလုံဆောင်ခြင်းလေဆိုရင်တော့ကျွန်တော်စီမှာအခုသင်တန်းလေးဖွင့်ထားပါဗျ။အဲ့ဒါကတော့ကျွန်တော်ဒီ Facebook boosting update လိုက်တိုင်း club ပါ Facebook တွေ Facebook page တွေကိုပေါ့နော်ကိုယ်တိုင်ကိုယ်ကြ boosting ထိုးခြင်းတဲ့သူတွေကိုယ်တိုင်ကိုယ်ကြ target ကိုထိထိရောက်ရောက်ကြောင်းကြခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ Facebook boosting လိုက်တိုင်းကကိုလာတက်လို့ရပါတယ်အဲ့ဒီထဲမှာကျွန်တော်ဘာတွေအထိပါတင်ကြပေးထားလဲဆိုရင် ဒီ pay တွေအကောင့်တွေ security detail မြင့်တဲ့အပိုင်းတွေကျွန်တော်ကြာကြာနာနာတင်ပေးထားတယ်ပြီးတော့ရင် policy ဘိုင်းဆိုင်ရာဆောင်ရင်ချောင်ရင်ပေါ့နော် update တွေလုံးဝလိုက်နာရမယ့်အကြောင်းအရာတွေလုံးဝလိုက်နာရမယ့်အကြောင်းတွေကိုကျွန်တော်တည်တန့်တရားလေးတင်ပေးထားတယ်ပေါ့နော်ဆိုတော့ကျွန်တော်ရဲ့ club က light time club ပါခြေကန်းစားပြီး advanced တရားလေးကြာကြာနာနာတင်ပေးထားတယ်ဒီတင်တန်းမှာလာပြီးတော့အဲတင်တန်းတက်လို့ရပါတယ်ကြည့်နေတာရှိတယ်ဆိုရင်လည်းကျွန်တော်ရဲ့အကောင့်မှာလာပြီးတော့စုံစမ်းလို့ရတယ်ပေါ့နော်ဆိုတော့ဒါကတော့ကျွန်တော်တရင်ကောင်းလေးပါပေးတာပါ လာပြီးတော့စုံစမ်းပါမေးမြန်းပါကျွန်တော်အနေနဲ့ကဝေခမ်းပါပဲခင်ဗျာ